မင်္ဂလာပါခင်ဗျာ level 10 april 18ရက်နေ့နေ့ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့အိန္ဒိယနိုင်ငံကပေးပို့တဲ့အသင်းဆောက်လုပ်နိုင်တဲ့ရုံးခန်းအင်အားပစ္စည်းများရောက်ရှိတယ်ဆိုတဲ့သတင်း။ပိုလီကဘ28ဘဏ်ကတကြံရုံးပိရမများဖြစ်တဲ့ April 22ရက်နေ့အထိ ATM များနဲ့ဘဏ်ခွဲအချို့မှာအချိန်ပြည့်ဘဏ်ဝင်စောင့်မှုများဆောင်ရွက်ပေးမယ်လို့ထုတ်ပြန်နေဆွဲတဲ့တယ်။ကွန်ဟေးမြို့မှာငွေကျပ်300000ကန်တန်ဖိုးရှိစိတ်ကြွရည်သွဆေးပြားများဖန်ဆီးရမိတယ်ဆွဲတဲ့တယ်။တောင်စုရန်စစ်တပ်ကမီးလောင်ပုံးလက်နက်များအသုံးပြုမှုကြောင့်လူ60နီးပါးတေဆုံးခဲ့တယ်လို့ HRW ပြောကြားရဆွဲတဲ့တယ်။ပရီးမီးယားလိဂ်တွင်အင်ဂျင်ဂျီအများဆုံးသုံးဆွဲတဲ့အသင်းဖြစ်ချယ်ဆီအသင်းနှစ်နှစ်ဆက်လက်ရပ်တည်ရဆွဲတဲ့တယ်။အစရှိတဲ့တင်းကိုတင်ဆက်ပေးပါပါ။ဦးဆုံးတင်းတော်အနေနဲ့အိန္ဒိယနိုင်ငံကပေးပို့တဲ့အသင်းဆောက်လုပ်နိုင်တဲ့ရုံးခန်းအင်အားပစ္စည်းများရောက်ရှိတယ်ဆိုတဲ့တင်းကိုတင်ဆက်ပေးပါပါ။ အိန္ဒိယနိုင်ငံကပေးပို့တဲ့အသင်းဆောက်လုပ်နိုင်တဲ့ရုံးခန်းအရာပစ္စည်းများရောက်ရှိလာတယ်လို့အိန္ဒိယတန်ယုံကသတင်းထုတ်ပြန်ထားပါတယ်။အိန္ဒိယလေတပ်မှ C70 ဖြစ်တည်ဆောင်လာတယ်။အစင်သစ်ဆောက်လုပ်နိုင်တဲ့ရုံးခန်းအရာပစ္စည်းများဟာအေပိလ15ရက်နေ့မှာ နေပြည်တော်သို့ရောက်ရှိလာရာအိန္ဒိယတန်ယုံမှပထမအတွဲဝင်များကလူမှုဝန်ထမ်းကေဆရီနဲ့တိလနီယာချာထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမင်းသိန်းနဲ့ကော်ကွယ်ရေးဝန်ကြီးဌာနမှဗိုလ်မှူးကြီးမင်းစော်တို့နဲ့အတူလက်ခံရယူခဲ့ကြောင်းသိရပါတယ်။ ထို့အတူအင်းရက်တပ်တော်60ပါရာစေကူတရီတပ်ဖွဲ့ဟာဧပြီလ15ရက်နေ့မှာမန္တလေးမှဟေတန်တို့ပြည်လဲထွက်ခွာခဲ့ရာအင်းရက်တပ်မကြီးကပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရပါသည် အဆိုပါအိန္ဒိယတပ်မတော်60ပါယာစေကူတာရေးတပ်ဖွဲ့ဟာမြန်မာနိုင်ငံမှာ14ရက်ကြာလူနာပေါင်း2519အားစေကူတာပေးခဲ့ကြောင်းသိရပါတယ်။အလားတူယနေ့ဧပြီလ16ရက်နေ့မှာမန္တလေးလေစိတ်သို့အိန္ဒိယလေတပ် C70 ဖြင့်တည်ဆောင်လာတဲ့အစင်သည့်ဆက်လုံနိုင်တဲ့ရုံးခန်းအင်ယာပစ္စည်းများထပ်မံရောက်ရှိရာအိန္ဒိယတယုံမှစစ်တမ်းမှုဗိုလ်မှူးကြီးနေမန္တလေးရှိအိန္ဒိယကောင်စစ်ဝင်ယုံကျုံမှကောင်စစ်ဝင်ကျုံတို့ကလက်ခံရယူခဲ့ပြီး ၎င်းလေးနဲ့အိန္ဒိယတက်မတော်အမျိုးသားသဘာဝဘေးအနေရဲ့ဆိုင်ရာတုတ်ပြည့်ရေးတက်ဖွဲ့ပြည်လဲထွက်ခွာရမှာပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံကလေးဘေးအတွက်မြန်မာစီမံချက်နဲ့ကူညီမှုများဆောင်ရွက်ပေးရရှိရာအိန္ဒိယနိုင်ငံမှဘေးအနီးကိရီးနဲ့ဖြတ်သရေးဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာများအဖွဲ့ဟာမန္တလေးမြို့ရှိငလေးတန်းခံခဲ့ရတဲ့နေရာ6ခုနဲ့နေပြည်တော်ရှိနေရာ6ခုအားစစ်ဆေးအကဲဖြတ်ချင်းမန္တလေးမြို့ AR မြစ်ပေါ်ရှိအင်းဝသရာဟောင်းရဲ့ရထားလမ်းကိုမြန်မာနိုင်ငံရှိတပ်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးအကဲဖြတ်ရာမှာပါဝင်ကူညီခြင်းနဲ့အိန္ဒိယစေအဖွဲ့မှအယိုးကျော်ခွဲစိတ်ကုသဆရာဝန်အုပ်ဟာနေ ပြီးတော့ဆေးရုံကြီးမှာလူနာ90ဦးအားကုသရာမှာကုညီချင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့တဘာဝဘေးရနေရဲ့ကယ်ဆယ်ရေးပစ္စည်းစုစုပေါင်းတန်ချိန်625မထရစ်တန်ကို ပို့ဆောင်ထားပြီးမန္တလေးရှိငလင်ဖြစ်ပွားရာနေရာတွေလည်းကတိ200ဆန့်ယာယီစေယုံကိုတိစောက်ပေးထားပါတယ်။တက်လက်ပြီ။ပိုလီကဘန်28ဘန်ကတကြံယုံပျက်ရများဖြစ်တဲ့ ဧပြီလ21ရက်နေ့အထိ ATM များနဲ့ဘဏ်ခွဲအချို့မှာအချိန်ပြည့်ဘဏ်ဝင်စာမှုများဆောင်ရွက်ပေးမယ်လို့ထုတ်ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ပုဂ္ဂလိကဘဏ်29ဘဏ်ကတကြံရုံးပြန်များဖြစ်တဲ့ဧပြီလ21ရက်နေ့အထိ ATM များနဲ့ဘဏ်ခွဲအချို့မှာအချိန်ပြည့်ဘဏ်ဝင်စာမှုများဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဗဟုဘဏ်ကဧပြီလ15ရက်နေ့ဖြင့်ထုတ်ပြန်ထားပါတယ်။ အဆိုပါပုဂ္ဂလိကဘဏ်နဲ့ဘဏ်ခွဲများမှာ KBZ ဘဏ်အနေနဲ့နေပြည်တော်ဘဏ်ခွဲလေးကိုပြည်ကြီးတကောဘဏ်ခွဲရေမွတ်တောင်ဘဏ်ခွဲတောင်ကြီးဘဏ်ခွဲတဲ့လမ်းမတော်ဘဏ်ခွဲစုစုပေါင်းဘဏ်ခွဲ၅ခု KBZ ပေးစင်တာ၅ခု KB မိုဘိုင်းစင်တာ၄ခုဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်းသိရပါတယ်စီဘံ PCN အနေနဲ့ UFC ဘန်ခွဲပြင်မနာဘန်ခွဲမန္တလေး26လမ်းဘန်ခွဲရုံးကျုပ်ဘန်ခွဲစုစုပေါင်းဘန်ခွဲ၄ခုဖွင့်လှစ်မှာဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်အနေနဲ့ကျောက်တရာဘဏ်ခွဲ၁မန္တလေးဘဏ်ခွဲ၂နေပြည်တော်ဘဏ်ခွဲ၁စုစုပေါင်းဘဏ်ခွဲ၃ခုဖွင့်လှစ်မှာဖြစ်ကြောင်း AYA ဘဏ် PC အနေနဲ့ရန်ကုန်ဘဏ်ခွဲ၂၆ကရင်တာလန်ဘဏ်ခွဲပန်းစိုရန်ဘဏ်ခွဲဘူအောင်ကျော်ဘဏ်ခွဲ၂အလုံဘဏ်ခွဲမြန်မာပလာဇာမန္တလေးဘဏ်ခွဲ၂၂နေပြည်တော်ဥတ္တရတီတီဘဏ်ခွဲစုစုပေါင်းဘဏ်ခွဲ၈ခုဖွင့်လှစ်မှာဖြစ်ပါကြောင်း ။အင်ဝဘန်အနေနဲ့ကချင်ကယားကရင်ချင်းမော်ရခိုင်ရှမ်းနေပြည်တော်မကွေးရှမ်းကုန်မန္တလေးတနင်္သာရီအေရော်ရီစကိုင်းတိုင်းတို့မှာဖွင့်လှစ်ထားတဲ့ဘန်ွယ်စုစုပေါင်း64ခုဖွင့်လှစ်မှာဖြစ်ပြီးပုံမှန်ဘန်လုပ်ငန်းဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းသိရပါတယ်။ ရွေးပြီးပန်းနေနဲ့ရုံကျုံပြည်ကြီးတကွန်ကျဲဆဲကန်ဘန်ခွေပစိုတောင်ရေချောဘန်ခွေဗဟန်ဓမ္မစရီလန်ဘန်ခွေပိုးထောင်တိမ်ဖြူဘန်ခွေမြတ်တကုံဘန်ခွေ ရှမ်းကုံကြောက်ကုံဘန်ခွေရွှေကုံနိုင်ဘန်ခွေလာတာဘန်ခွေနဲ့လှိုင်ဘန်ခွေစုစုပေါင်းဘန်ခွေဆဲကူအားရက်အလိုက်အလဲကျဖွင့်လင်းမှာဖြစ်ပါကြောင်းမြမရှိဆောင်ဘန်အနေနဲ့ရုံကျုံတိမ်ဖြူတက္ကသိုလ်ရိပ်သာလန်နေပြီးတော့မန္တလေးဘန်ခွေ9နဲ့6စုစုပေါင်းဘန်ခွေ6ခုဖွင့်လင်းမှာဖြစ်ပါကြောင်း ကမ္ဘာရဲနာဘန်းအနေနဲ့တကြံရုံပိရဲ့ကာလာအတွင်းဘန်ခွဲများအားဖွင့်လျက်ရန်အစီအစဉ်မရှိပေမဲ့လည်းအခြားဝန်ဆောင်မှုများဖြစ်တဲ့ GDB Mobile Wallet, Internet Banking, Mobile Banking, CBN System Suite လုပ်ငန်းများကို24/7ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါသည်။ ရိုမဘန်နေနဲ့မင်္ဂလာစင်မြင်းဒီကောင်တာမွေသတိရနာမြောက်ကလာပါကြောက်တရာတောင်နဂုံရှန်ကင်းတောင်ကလာပါမင်္ဂလာတောင်ညော့ရှန်ကင်းကိုရန်စီတီပြမနာမန္တလေး88လမ်းစိုင်တန်35လမ်းမဟာနယ်စင်ဘန်ခွေစုစုပေါင်းဘန်ခွေ14ကိုဖွင့်လှစ်ပါဖြစ်ပါကြောင်း မြောက်ရီဘန်အနေနဲ့ဖွင့်လှစ်မဲ့ဘန်ခွဲမရှိပေမဲ့လက်ရှိမှာရုရှားဖန်များမှရူဘယ်ငွေကြေးနဲ့လူဒန်းငွေများဝင်ရောက်လာပါကဘဝင်ဆောင်မှုများပေးနိုင်ရနေဗဟိုဘန်တို့အချင်းနဲ့တပြေးညီတင်ပြနိုင်ရတဲ့အတွက်ဝန်ထမ်းများအားတာဝန်ပေးထားကြောင်း အာရှစိမ့်လန်းမှုဖွံ့ဖြိုးရေးဘဏ်အနေနဲ့နေပြည်တော်ဘဏ်ကွဲရန်ကုန်ဘဏ်ကွဲတိနဲ့မန္တလေးဘဏ်ကွဲတိစုစုပေါင်းဘဏ်ကွဲသုံးကိုဖွင့်လှစ်မှာဖြစ်ကြောင်းနေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဖွင့်လှစ်မဲ့ဘဏ်ကွဲမရှိပေမဲ့လည်း ATM ဆက်များတွင်ငွေလုံလောက်စွာ ဖြည့်တင်ပြီး24/7ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းကုန်တူးဆောင်တောင်သူသမားဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဘဏ်ကွဲမဖွင့်သေးကြောင်း မြန်မာအရှေ့တိုင်းဘန်အနေနဲ့ရုံကြုံနေပြီးတော့မန္တလေး35လမ်းဘန်ကွေစုပေါင်းဘန်ကွေ3ခုတွင်ငွေကြေးကောင်တာဖွင့်လှစ်မှာဖြစ်ကြောင်း ARD တောင်သူလူသမားများဖွံ့ဖြိုးရေးဘဏ်အနေနဲ့နမ်မောက်လန်ဘဏ်ခွေမန္တလေး84လန်ဘဏ်ခွေစုစုပေါင်းဘဏ်ခွေနှစ်ခုအသေးစားနဲ့အလက်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဘဏ်ခွေ၅ခုမြမခီးသောဘဏ်အနေနဲ့ဘဏ်ခွေနှစ်ခု ထမပုဂ္ဂလိကဘဏ်အနေနဲ့ရုံးချုပ်ဘဏ်ခွဲ1ထွန်း commercial ဘဏ်အနေနဲ့ဘဏ်ခွဲစုစုပေါင်းဘဏ်ခွဲ23ခုစောက်လုပ်ရေးအင်ယာနဲ့အခြေခံအစားအုံဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဘဏ်ခွဲ3ခုရွှေကျေးလက်နဲ့မျိုးပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်အနေနဲ့နေပြည်တော်မန္တလေးနဲ့မော်လမြိုင်စုစုပေါင်းဘဏ်ခွဲ3ခု MD Bank PCN ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တောင်သူလူသမားများဖွံ့ဖြိုးရေးဘဏ်ရန်ကုန်မြို့တော်ဘဏ်မြန်မာမက်ထရိုဘဏ် စသည်တို့ကဗန်ဝင်ဆောင်မှုပေးမဲ့ဗန်ဝဲများကိုဗဟိုဘဏ်ကထုတ်ပြန်ထားပါသည်ဆက်လက်ပြီးကောင်းရင်မြို့မှငွေကြေး3300ရာခန့်တန်ဖိုးရှိစိတ်ကြယူသို့ဆေးပြားများဖန်စီရမိတယ်ဆိုတဲ့ရင်းကိုတင်ဆက်ပေးပါပါရှမ်းပြည်နယ်တောင်ပိုင်းနတ်ဆန်ခရိုင်ကွန်ဟင်းမြို့မှာငွေကျပ်3300ခန့်တန်ဖိုးရှိတဲ့စိတ်ကြွယူသို့ဆေးများများဖမ်းဆီးရမိခဲ့တယ်လို့မြန်မာနိုင်ငံမွေးစေဝါတားဆီးနေနေရတဖွဲ့ကနေသိရပါဗျာ ။ဧပြီလ14ရက်နေ့7:50အချိန်မွေးရည်စေဝါတာစီနေနေရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များဟာတပ်တွေများနဲ့အတူကွန်ဟိန်းမြို့နယ်တာကော်ကျေးရွာအနီးမှာမော်တော်ယာဉ်များအားစစ်ဆေးရှာဖွေစဉ်ခိုလံမြို့ဘက်မှမိုင်းမြင်းမြို့ဘက်သို့မောင်းတင်လာတဲ့ခီးတဲတဲမော်တော်ယာဉ်အားရက်တက်စစ်ဆေးရှာဖွေရာရင်ပေါ်တွင်လိုက်ပါလာတဲ့ခီးတဲမနန်းဆိုင်ရဲ့ကြောဘိုးအိတ်အတွင်မှစိတ်ကြရွတ်သွေးပြား6000ပြား ဒေတာကာလာပေါစီတံမိုးငွေကျပ်3300နဲ့လက်ကင်ဖုန်းတစ်လုံးတို့အားတွေ့ရှိသိရှိရမိခဲ့ကြောင်းသိရပါတယ်။မန္တန်ဆိုင်20နှစ်အားကာလိနေမီရဲစခန်းမှာငွေရီစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေရအမှုဖွင့်ရေးယူထားကြောင်းသိရပါတယ်။တောင်စုရန်စစ်တပ်ကမီးလောင်ပုံလက်နက်များအုံပြုမှုကြောင့်လူ60နီးပါးသေဆုံးခဲ့တယ်လို့ HRW ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ တောင်ဆူဒန်စစ်တပ်ကနိုင်ငံရှိမြောက်ပိုင်းရှိမငြိမ်မသက်ဖြစ်နေတဲ့ဒေသတွေမှာလွန်ခဲ့တဲ့လကမီးလောင်ပုံလက်နက်များကောင်းကင်မှကျဲချမှုကြောင့်ကလေးများအပါအဝင်လူ60နီးပါးတေဆုံးခဲ့တယ်လို့လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောကြားပါတယ်။တောင်ဆူဒန်မှာကာလာကြာရှည်ကျဲဖက်မှုများဖြစ်ပွားနေပေမဲ့အထက်နိုင်ပြည်နယ်မှာလက်တလောကာလာအတွင်းတမရဆေဗာကီယာနဲ့ဒုတမရရီရက်မာချာရိုကိုထောက်ခံသူများကြားပြည်ပခတ်များဖြစ်ပွားလျက်ရှိပါသည်။ အလွန်စည်းရဲချို့တက်နေတဲ့တောင်ဆူဒန်နိုင်ငံဟာလွတ်လပ်ရေးရရှိခဲ့တဲ့တထောင်ဆတဲ့ခုနှစ်အနောက်ပိုင်းလုံခြုံရေးပြဿနာများဖြင့်ရင်ဆိုင်နေရပြီး၅နှစ်ကြာပြည်တွင်းစစ်ပွဲကိုအဆုံးသတ်စေခဲ့တဲ့ငြိမ်းချမ်းသဘောတူညီချက်ဟာပျက်စီးမဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။နာစီယာလောင်ချီချက်နဲ့ယူလန်ကောင်တီတွေအပြင် အထက်တိုင်းပြည်နယ်မှာတိုက်ခိုက်မှု၄ကြိမ်ထက်မနည်းဖြစ်ပွားပြီးအင်တာဗျူးမေးမြန်းသူတွေရဲ့ဖြေကြားချက်အရမိလောင်ဘုံတွေတုံးခဲ့တယ်လို့သိရပါတယ် ဲဒါကြောင့်လူ98ဦးထပ်မံတေဆုံးပြီးလူတော်တော်များများဆိုးဆိုးရွားရွားမိလောင်ကုန်ကြပါတယ်လို့လူခွေရီအဖွဲ့ကဆိုပါတယ် အစိုးရကလူနေထူထပ်တဲ့နေရာတွေမှာဒီလိုလက်နက်တွေသုံးတာဟာစစ်ရဲစွေးမှုကျွလွန်နာမျိုးဖြစ်ပွဲရှိပါတယ်လို့ပြောကြားခဲ့က၎င်းတရားမဲ့တိုက်ခိုက်မှုများကိုရပ်တန့်ရန်တောင်စုတဲ့အစိုးရအားတောင်းဆိုပေးရန်အတွက်ကုလသမဂ္ဂကိုတိုက်တွန်းခဲ့ပါတယ်။၎င်းဒေသများတွင်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များချက်ချင်းစီလို့ရန်လည်းတောင်းဆိုခဲ့ပါတယ်။တောင်စုတဲ့အစိုးရက AFP သတင်းဌာနရဲ့မှတ်ချက်တောင်းဆိုမှုကိုပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ၎င်းဒေသတဝန်းမှာရှိတဲ့ရဲသားများနဲ့အင်တာဗျူးမေးမြန်းမှုအရာမတ်လ16ရက်မှ19ရက်အတွင်းလောင်ကြီးချက်ကောင်တီရဲ့မာတီယန်ကျေးရွာမှာလူ22ဦးထပ်မင်းတေဆုံးခဲ့တယ်လို့ HRW ကဆိုပါတယ်။၎င်းကာလာတူအတွင်းနာစီယာမျိုးကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှုများလည်းရှိပါတယ်။နောက်ဆုံးသတင်းမို့နေနဲ့ပရီးမီယာလိမှာအေဂျင့်ဂျေးအများဆုံးသုံးဆွဲတဲ့အသင်းအဖြစ်ချက်စီအသင်းနှစ်နှစ်ဆက်လက်ရပ်တည်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမှာပါ။ချက်စီအသင်းဒီပရီးမီယာလိဂ်ကလပ်အသင်းများထဲမှာ အေဂျင့်ကြီးအများဆုံးသုံးဆွဲတဲ့အသင်းအဖြစ်နှစ်နှစ်ဆက်ရပ်တည်ခဲ့တယ်လို့သိရပါဗျ။အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ကပရီးမီးယားလိအပါအဝင်အင်္ဂလန်လိပြိုင်ပွဲ၅ခုမှကလပ်သေးများရဲ့အေဂျင့်များအတွက်သုံးဆွဲခဲ့တဲ့ငွေကြေးပမာဏကိုထုတ်ပြန်ခဲ့ရာချက်စီးသင်းကနှစ်နှစ်ဆက်ဥဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ချက်စီသေးဟာကစားသမားခွေမှုများစွာပြုလုပ်ခဲ့တာကြောင့်အေဂျင်စီအများဆုံးသုံးဆွဲခဲ့ရခြင်းဖြစ်ပြီး2024ဖေဖော်ဝါရီ2ရက်မှ2025ဖေဖော်ဝါရီ3ရက်အထိတနှစ်တာကာလအတွင်းမှာအေဂျင်စီပေါင်း60တရမ4တန်းသုံးဆွဲခဲ့ခြင်းဖြစ်ပါသည်၎င်းကာလာတွင်ပရီးမီးယားလိအသေး20သုံးဆွဲခဲ့တဲ့အေဂျင်စီစုစုပေါင်းမှာပေါင်၄၉တရမတက်တန်းရှိခဲ့ပြီးမန်စီးတီးကဒုတိယအများဆုံးသုံးဆွဲတဲ့အသင်းဖြစ်ခဲ့ပါသည်။ ချက်စီသေးဟာ2023-24ရာသီမှာအေဂျင်စီပေါင်း85ဒရမတက်တန်းသုံးဆွဲခဲ့တာကြောင့်နှစ်နှစ်ဆက်အများဆုံးအသင်းဖြစ်ရည်တည်ခဲ့ခြင်းဖြစ်ပါတယ်။လေဦးတန်ဧဝလာ16ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။